တမိုင်းထဲကဂန္ဓဝင်လူမိုင်ကြီးသို့မဟုတ်လမ်းမတော်ဖိုးတုတ်ဖိုးတော်ရဲ့မိခင်ကြီးတော်ချစ်ဖူးဟာရန်ကုန်မြို့ဆလေးလမ်းမှာဈေးအောင်ပြီးတော့အတန်သင့်ချောင်းလဲတဲ့မိသားစုပါ ဖိုးတုတ်မှာညီကိုပါတိညမဒေါ်မမလေးတို့ရှိပြီးတော့အရက်၅ပေ၈လက်မှအသားညိုညိုနှကမ်းမွေးထားတတ်တဲ့ဖိုးတုတ်ဟာဘွားကိုအပူပင်မရှိဖျားသန်းနိုင်ခဲ့သူပါဖိုးတော်ဟာသူနေတဲ့လမ်းမတော်ဆလေးလမ်းမှာတန်းစားပေါင်းစုံနဲ့အပေါင်းအသင်းဆက်သူတယောက်ဖြစ်ပြီးတော့လူငယ်ပြီးပြီး ကျင်ဝိုင်းကြဝိုင်းနေမှာလှဲ့လေပျော်ပါအချိန်ဖြုံးရင်တခါတရံမိခင်ကိုကူညီဈေးရောက်ရင်နေခဲ့သူပါဦးလေးတော်သူရဲ့မျိုးရင်းဆွဲမော်တော်ကားမှာစပရာလိုက်လုပ်ခဲ့ပြီမိတ်မဟုတ်မခံစိတ်ကြောင့်ခဏခဏရိုက်မှုဖြစ်ပြီးအလုထွက်ခဲ့သူတဦးဖြစ်ပါတယ်ဖိုးတော့ကိုလူမိုက်ဘွားရောက်အောင်စတင်ခဲ့တဲ့သူကတော့လမ်းမတော်ဖိုးတော့ခစ်မတိုင်ခင်လမ်းမတော်လူမိုက်ကြီးဖြစ်ခဲ့တဲ့ပုံနာပါထွန်းပါပဲအရိခက်ကလမ်းမတော်မှာပုံနာပါထွန်းတိန်ကြီးစေးဆိုရင်လှဖေဘိုးထောင်ကြောက်တရာဘက်ကြတော့မက်စတီခန်း ကြီးမြင့်နိုင်မှာကြတော့ကြက်ကြားဘားလမ်းမှာဟူစိန်ဆိုပြီးတော့ရန်ကုန်မြို့မှာသူအပိုင်းနဲ့သူအပိုင်းစားလူမိုင်းကြီးတွေကြီးစိုးခဲ့ပါလိမ့်